ကျွန်တော်တို့တော်တော်များများဒီယထားတွေပေါ်လျှောက်ပြေးရတဲ့ Subway Surfer ဆိုတဲ့ဂိမ်းကိုဆက်ဖို့ကြမှာထင်ပါတယ်။ဆက်တာချင်းမှာယထားကို Gravity မှုန့်နေတဲ့ကောင်းလေးတယောက်တော့တော့သူ့ကိုမြင်သွားတဲ့ရေကလိုက်ဖဲနေပေါ့။မှန်တော့ဒီ intro ကကျွန်တော်တို့ Street Culture တွေကယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ Gravity အလေးထားကိုဖော်ပြထားတာပါ။နိုင်ရည်ပေါ်မှာပုံနေဆွဲတာတရားမဝင်ပါဘူး။သူတို့ဖြစ် Gravity Culture စပြီးအားကောင်းလာခဲ့တဲ့1980ဝန်းကျင်မှာပါ။ဒီလိုပုံနေဆွဲတာဖြက်စီးမှုတက်တက်ပဲဆိုပြီးတော့ New York ကရဲတွေကအမြဲတမ်းလိုက်ဖဲရတယ်။ Gravity တမအများစုကရဲတွေအတွက်အတော်လှုပ်ရှုပ်စေခဲ့တဲ့သူတွေပါ။ယထားနိုင်ရည် နေအုတ်နိုင်ရန်နေကုံကုံပြောရရင်ရဲကားတွေပါမချမ်းပုံတွေရေးကြတဲ့ဒီလူငယ်တွေကရဲတွေအတွက်မျက်စိစပ်ပမွေစူးစရာတွေပါပဲ anti gravity square ဆိုပြီးတက်တက်တဖွဲ့ကိုဖွဲ့ထားပြီးတော့ဒီလူငယ်တွေကိုလိုက်မယ်ဒါမှလည်းသူတို့တွေကရဲစခန်းတွေရဲကားတွေမှာပါလင်းရင်လစ်တလို့နာမည်တွေစားတယ်ရေးသွားကြတော့မယ်နယူးယောက်ကစားလိုက်တဲ့ gravity ယဉ်ကျေးမှုကတကပါလုံးလမ်းမှုခဲ့ပါတယ်ဒါပေမဲ့ gravity ဆိုတာဟိုးရင်ကလေးရရှိခဲ့တာပါနိုင်ငံတွေပေါ်မှာမြေမြူတွေနောက်မီးသွေးတွေနဲ့စားတွေရေးကြတယ် gravity ရဲ့မူရင်းအတိတ်ပြရတော့ graphene လို့ခေါ်တဲ့ရေးရန်ဆိုတဲ့ greek စကားလုံးကဆင်းသက်လာတာပါအဲ့ ခေတ်အဲ့ကာလကလေးကရှိခဲ့တာ graffiti နဲ့ပတ်သက်ပြီးနောက်ထပ်အထင်ရှားဆုံးဖြစ်ရတဲ့ကူကဒုတိယကမ္ဘာစစ်ကာလမှာပါ K-Run West ရဆိုတဲ့စာတမ်းမှာ James Phi K-Run ဆိုတဲ့ American သင်္ဘောတည်ဆောက်တဲ့သူတယောက်ကသူစစ်ဆေးပြီးတဲ့အစိပ်ပိုင်းနေမှာ K-Run West ရဆိုပြီးတော့ရေးလေးရှိပါတယ်အဲ့ဒီအလေးထား American စစ်သားတွေစီရောက်သွားပြီးတော့ K-Run West ရဒီနေရာဒီနယ်ကို American တွေကစစ်ဆေးပြီးပြီဆိုတဲ့စိတ်တဲ့စစ်စင်လည်းပါတယ်လို့ American တွေရဲ့အင်အားကြီးမှုကိုလည်းတကဘာလုံးပြသဖို့ meme ဆန်ဆန် graffiti တွေကိုသူတို့ရောက်တဲ့နေရာထဲမှာရေးခဲ့ကြတယ်ဒီလိုနဲ့ 80ဝန်းကျင်အရောက်မှာတော့ modern gravity era ကိုရောက်ရှိလာခဲ့ပါတယ်သူတို့ပြင်အမေရိကန်တနယ်လုံးမှာ gas ship တွေပေါ့နော်ခိုင်းကနေဖွဲ့ပြီးရန်ကိုများပြီးတောင်တောင်နဲ့ရန်ဆောင်နေကြတဲ့ကာလမှာပါဒီနေ့ကငါပိုင်နေနေရဒီနေ့ကိုမင်းတို့တော့တိတ်ပြီးတော့ကြော်မလာစီနေဆိုတာမျိုးတတိပေးချက်စာသားတွေ gun sign တွေ logo တွေဒီအရာတွေကိုကိုယ်အပိုင်ထဲမှာကို gravity တွေနဲ့ရေးထားကြတယ်ဒါပေမဲ့အဲ့ဂျားထဲမှာကိုယ့်ရဲ့ skill ကိုထုတ်ပြထားတဲ့တကယ်ကို software ကျမ်းတဲ့လက်ရာတွေကိုဆွဲနေတဲ့ gravity artist တွေလည်းပေါ်လာပါတယ်အဲ့တခုရှိတာအဲ့အချိန်အဲ့က လာအထိ graph ဒီဆွဲရဆိုတာက တရားမွင်မအောင်မိရင်အဖမ်းခံရမှာပါ။အဲမမိရင်တော့ဒီလမ်းမတွေဘောကကိုဆွဲထားတဲ့ပုံကြီးတွေကလူတိုင်းကိုပြတ်သားလို့ရတဲ့လမ်းမဘောကပကြီးပြကိုင်းတခုလိုတတ်မှန်ပါပါ။ယထားတွေဆိုလို့ရှိရင်လည်းတမျိုးလုံးကိုလှည့်ပြနေတဲ့ကိုယ့်ရဲ့ပကြီးကားတွေလိုပါပဲ။ Street culture ဆိုတာအဲ့ဒါပါပဲ။1980ဝန်းကျင်အရောက်မှာတော့ graffiti ကိုအတခုပြည့်စပြီးတော့လက်ခံလာတယ်။တရားဝင်ဆွဲခွင့်ပေးတဲ့နေရာတွေပေါ်လာတယ်။လူငယ်တွေဖန်တီးထားတဲ့လူငယ်တွေထုစစ်ထားတဲ့အရာတခုကိုလူအဖွဲ့အစည်းလူရင်ကြီးမှုကစပြီးတော့လက်ခံလာရတယ်ပေါ့။1990 2000ခုနှစ်အရောက်မှာတော့ ော့ IKEA ရဲ့နာမည်အကြီးဆုံး graphic artist တွေဖြစ်တဲ့ Putra တို့ Host တို့ကမ္ဘာကျော်ကုမ္ပဏီတွေအားပါဒီဇိုင်နာတွေအဖြစ်စပြီးတော့ collaborate လုပ်လာတယ်။ဒီထဲမှာ Nike တို့ Babe တို့ Supreme တို့ Dior တို့ကနေ Uniqlo တို့လို brand တွေထိပါပါတယ်။ Graphic သမားတယောက်ကနေကမ္ဘာကျော်တယောက်ဖြစ်လာတဲ့အထက်မှာ Host ကကျွန်တော်တို့နဲ့သိမစေဘူး။ကျွန်တော်လည်းဗီဒီယိုတစ်ခုလုပ်ခဲ့ဘူးတယ်ဆိုပေမဲ့နည်းနည်းပြန်နှွေးရရင် Host က1990ဝင်းကျင်မှာတော်တော်နာမည်ရနေတဲ့ Graphic သမားသူ့ရဲ့အဓိက sample အဓိကသင်္ကေတတော့ဒီ cross sign နဲ့မျက်လုံးတွေပေါ့နော်။1990နောက်ပိုင်းမှာဒီ Japan ယ်နာမည်ကြီးအယုတ်တွေထုတ်တဲ့ Bounty Hunter နဲ့တွဲပြီးတော့ Core စရုပ်အခုငှားကထုတ်တယ်လုံးဝ limited edition ပေါ့ချက်ချင်းရောင်းကုန်သွားတယ်အဲအဆလိုက်တဲ့အောင်မြင်မှုကတကဘာလုံးမှာဒီနေ့ဒီ Core Holiday Campaign တွေလုပ်တယ် AP နဲ့ Collaboration Nike နဲ့ပနတ်တွေ Fortnite လို့ game မှာ DOC မှာမရေတွက်နိုင်လောက်တဲ့ Collaboration တွေနဲ့ဒီနေ့အထိလည်းလူများကြမ်းမှာလေးစားအားကြရတဲ့ Artist တွေအဖြစ်ရပ်တည်နေတုံးပဲ Streetwear နဲ့ Graffiti ဆိုတာခွဲလို့မရဘူးဆိုတာဒီရဲ့နောက်ထပ် Brand တစ်ခုကတော့ Grand Rain Signature ပါဒီနေ့နဲ့မနေ့ပြန်နှစ်ရက် Time City ရဲ့ Outdoor Area ရီယာမှာမြန်မာနိုင်ငံနဲ့ Gravity သမားတွေနဲ့အတူအင်ဂျီပေါ်မှာကိုယ့်အတွက် Gravity ဆွဲပေးမယ့်အစီအစဉ်အပြင်တခြားသော game activities တွေအများကြီးနဲ့အတူသူတို့ရဲ့ရင်းခုန်စရာအရသာအသစ် limited edition ပေါ့နော် board series အတွက် more activation ရှိတယ်လို့သိရပါတယ်အင်ဂျီတွေကိုလည်းပွဲမှာပေးမယ်အင်ဂျီပေါ်မှာကိုယ်ကြိုက်တဲ့ Gravity တွေကိုလည်းဆွဲပေးအောင်ပါဖဏတ်တွေပေါ်မှာပုံဆွဲတဲ့ပွဲလေးအပြီးမှာတော့အခုနောက်ထပ်အင်ဂျီတွေပေါ်မှာ Gravity ဆွဲပေးမယ့်ပွဲတစ်ခုဖြစ်မြောက်လာခဲ့ပါတယ်အဲ့တော့မြန်မာနိုင်ငံနဲ့အထူးထူးဆန်းဆန်းပွဲတစ်ခုဆိုတော့တွားကြည့်ချင်းကြည့်လို့ရအောင်တင်ကောင်းပါပြလဲပါတယ်အဲ့တော့အ ခုကျွန်တော်တို့သဘောကျနေကြတဲ့ street wear brand တွေတင်မဟုတ်ဘူး street culture ကြီးတစ်ခုလုံးက graffiti တွေနဲ့အတူတူကြီးပြင်းလာတာမျိုး hip hop dance တွေ street wear တွေနဲ့ street fashion graffiti အရာအားလုံးက interconnected ဖြစ်ပြီးတော့ညီတူမျှတူဖြည်းဖြည်းချင်းနဲ့ street culture လမ်းပေးရင်ကျေမှုတကူကဆက်လက်ရွေးချယ်နေတော့မှာပဲ